အရင်တုန်းကကြေးရွာလေးတရွာမှာမောင်မောင်ဆိုတဲ့လူငယ်လေးနဲ့ရွာရဲ့အသက်ကြီးသူဦးအေးကျော်ဆိုတဲ့ပုဂ္ဂိုလ်တို့နေထိုင်ကြပါတယ်။မောင်မောင်ဟာစိတ်အားထက်သန်ပြီးအမြဲတမ်းအောင်မြင်ခြင်းတဲ့သူပါ။ဒါပေမဲ့သူ့လုံသမျှအရာရာဟာအဆင်မပြေဘူးလို့ထင်နေတတ်ပါတယ်။တနေ့တော့သူဟာစိုက်ပျိုးရေးလုပ်ငန်းကိုစတင်လုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ငိုးခေါင်လာကြောင်းသူ့တီးနံတွေအားလုံးတည်ဆုံသွားပါတယ်။စိတ်တက်ကြပြီးမျောလင်းချက်ကင်းမဲ့နေတဲ့မောင်မောင်ဟာရွာရဲ့ဉာဏ်ပညာရှိ ဦးအေးကျော်စီသွားပြီးညှိညူပါတယ်ဦးအေးကျော်ရေကျွန်တော်ပါလို့လို့အဆင်မပြေဘူးစူးစားရကျိုးနဲ့မှမဟုတ်ပါဘူးဘဝဆိုတာကျွန်တော်အတွက်ရှုံစည်တွင်ကြီးပါပဲလို့သူကညှိညူပါတယ်ဦးအေးကျော်ကပြုံးပြီးဟုတ်ပြီသားလေးလိုက်ခဲ့ဦးလို့ပြောကမောင်မောင်ကိုကြေးရွာအနာကရှုံစည်တွင်ကြီးစီကိုခေါ်သွားပါတယ်ကဲဒီရှုံတွင်ထဲကိုဆင်းပြီးရှုံခဲတခဲယူလာခဲ့ပါကွာလို့ဦးအေးကျော်ကပြောပါတယ် မောင်မောင်ဟာအံ့အားတင့်သွားပေမဲ့လှုပ်ဆောင်လိုက်ပါတယ်သူဟာရွှွညွန့်လေးနဲ့ပေးကြံနေတဲ့ရှင်ခဲကြီးတစ်ခဲကိုယူလာပါတယ်ဦးအေးကျော်ကထိုရှင်ခဲကိုယူပြီးကဲအခုဒီရှင်ခဲကိုရေနဲ့ဆေးကြောပြီးတန့်ဆင်လိုက်ပါလို့ထပ်ပြောပါတယ်မောင်မောင်ကရေနဲ့ဆေးကြောလိုက်တဲ့အခါမှာတော့ရှင်ခဲတဲကနေလှပပြည့်ဖြစ်တဲ့ကြောက်စိမ့်တုံးလေးတုံးပေါ်ထွက်လာပါတယ်ဦးအေးကျော်ကဆက်ပြောပါတယ် ဒါတော့မဆုံးသေးပါဘူးကွာဒီကြောက်စိမ့်တုံးလေးကိုဘီးနဲ့တိုက်ချုံမွေအောင်ပြုတ်လုလိုက်ပါဦးမောင်မောင်ကထိုအတိုင်းလှောက်ဆောင်လိုက်တဲ့အခါအရင်ကမြင်မှုသမျှထဲမှာအလင်းပြန့်ဆုံးအလှပဆုံးရွှေရောင်တမားနေတဲ့ကြောက်မြက်ရတနာလေးတစ်ခုဖြစ်လာပါတော့တယ်မောင်မောင်ဟာအံ့အားတင်သွားပြီးဒါဒါကဘာလဲဦးလို့မေးပါတယ်ဦးအေးကျော်ကမောင်မောင်ရဲ့ပခုံးကိုပုတ်ပြီးပြောပါတယ်ချစ်သားလေး ဘဝဆိုတာဒီရှုဇေတွင်းနဲ့တူတယ်မင်းကြုံတွေ့ရတဲ့အခက်အခဲတွေရှုံးနေမှုတွေဟာဒီရှုညွန့်တွေပဲဒါပေမဲ့မင်းကိုမင်းကရွှေရတနာလို့ဖိုးထိုက်တန်နေဆိုတာမမေ့နဲ့ဒီရှုညွန့်တွေကမင်းကိုညစ်ပတ်စေပေမဲ့မင်းဟာဒီညစ်ပတ်မှုတွေကြားတဲ့ကနေသင်ခန်းစာယူပြီးပုံမှုခိုင်မာလာရမယ်မင်းရဲ့အတွေ့အကြုံတွေကမင်းကိုစေကျော်တန့်စင်ပေးပါလိမ့်မယ်မင်းရဲ့ကြိုးစားမှုတွေကမင်းကိုချုံးမွေ့လာစေပါလိမ့်မယ်နောက်ဆုံးမှာတော့ မင်းဟာအခုလိုပဲဘယ်သူမှမမျှော်လင့်ထားတဲ့အလင်းတန်းလေးတစ်ခုဖြစ်လာမှာပါဒါကြောင့်ရွှေမြုံတွေကိုကြောက်မနေနဲ့ရွှေမြုံတွေထဲမှာပုံကွယ်နေတဲ့မင်းရဲ့စွမ်းရည်ကိုယုံကြည်ပါလို့ပြောလိုက်ပါတော့တယ်